ဒီနေ့ဗီဒီယိုလေးကတော့မြောင်မြတို့ Grace တယောက်မြောင်မြမိုဟင်ကသွားစားမဲ့ vlog လေးပဲဖြစ်ပါတယ်ရှင်။မြောင်မြမိုဟင်ကကိုလေပုံမှန်စားနေကြမိုဟင်ကပုံစံမဟုတ်ပဲနဲ့တမူထူးကြပြီးတော့နောက်ထပ်ဘလို့စားလို့ရသေးလဲဘလို့စားရင်စားလို့ကောင်းလဲဆိုတာကို sharing လေးလုပ်သွားပေးပါမယ်ရှင်။ Grace အခုရောက်နေတဲ့နေရာလေးကတော့ရန်ကုန်မြို့လမ်းမတော်မြို့နယ်စက်နှစ်လမ်းအောက်ဘလောက်ကမြောင်မြတော်ချုံမိုဟင်ကကိုရောက်နေရပဲဖြစ်ပါတယ်ရှင်။စိုင်ဖွင့်ချိန်ပိတ်ချိန်လေးကတော့မနက်ခင်းဆိုရင်9:00နာရီခွဲ6:00နာရီလောက်ကနေစပြီးတော့10:00နာရီ10:00နာရီခွဲလောက်ထိရပါတယ်။ညနေဆိုရင်တော့3:00နာရီနဲ့6:00နာရီထိရပါတယ်ရှင်။ ခုခရစ်ကပုံမှန်မိုဟင်္ဂါစားနေကြနဲ့မတူဘဲနဲ့ဒီခရစ်တို့မြောင်မြဘက်မှာစားတဲ့ပုံစံလေးတိုင်းလုပ်ပြီးရောစားပါမယ်။မိုဟင်္ဂါတွေကိုဂျုံခောက်ဆွဲအနှဲငယ်ရဲ့ဇရောပဲပြုတ်အနှဲငယ်ရဲ့ကြက်သွန်နီပါပါလေးရေးဆေးထားတာလေးရဲ့ထည့်ပြီးတော့အလုံးရောနယ်ပြီးစားပါမယ်ရှင်။အဲ့ဒါတွေကတော့ခရစ်အိမ်ကနေယူလာတာပါ။ အဲပြီးတော့စိုင်မာဆင်သင်းရှိနေတဲ့နန်းနန်းမင်းမွှွေးလေးရဲ့ငရုတ်တီးမုံမွှွေးမွှေးလေးငရုတ်တီးကမြောင်မြောင်ငရုတ်တီးပေါ့နော်မွှွေးမွှေးလေးပြီးတော့အယောင်ဆိုးသေးမပါဘူးမှုမပါဘူးအနံ့ရတာနဲ့ပြည့်စုံတဲ့ငရုတ်တီးမုံမွှွေးမွှေးလေးထည့်ပြီးတော့နေလိုက်ပါတယ်မြောင်မြောင်သူဆိုတော့လေငရုတ်တီးမုံဆိုလဲမြောင်မြောင်ဘက်ကငရုတ်တီးမုံမှာငံပြာရီဆိုလဲမြောင်မြောင်ဘက်ကငံပြာရီမှာပဲကြိုက်ပြီးတော့စားတတ်ပါတယ်ရန်ကုန်မှာဆိုရင်လဲဒီလိုစားကောင်းတဲ့ငံပြာရီတွေငရုတ်တီးလှော်မုံတွေမုံဟင်းကားတွေအများကြီးရှိပါတယ်ဒါပေမဲ့ကိုကဒီဒေတာအထွက်တဲ့လူဆိုတော့ဒီဒေတာကပစ္စည်းကငငယ်လေးကစားနေကြ အရာတွေဖြစ်တာဆိုဒီဒေတာ ထွက်ပစ္စည်းတွေပို့ကြိုက်တယ်ဆိုတဲ့သဘောပေါ့နော်။မွေးငါစားပြီးတဲ့အခါမှာလဖေးလေးနဲ့အစာပိတ်ချင်တာမလို့လဖေးလေးလည်းမှာပြစ်ပါတယ်။ဒီဒေါ်ချိုမဟင်းကားရဲ့ဘေးမှာဆိုရင်ဟိုးအရင်လေးဒီတချင်းနေတဲ့မှာတောင်ပါတယ်။တက္ကသိုလ်ဝင်းလေးကဥချစ်လဖေးဆိုင်ပေါ့နော်။အဲ့ဒါကအခုဒီလမ်းမတော်ဆန်နှလမ်းမှာလာဖွင့်ထားတာဆိုတော့ဒေါ်ချိုမဟင်းကားရဲ့ဘေးမှာပဲ။အဲ့တော့မွေးငါစားပြီးအစာပိတ်စားချင်တာနဲ့လဖေးလေးလည်းမှာတောက်ပြစ်ခဲ့ပါတယ်ရှင်။ဩပြီးတော့လေမြောင်မြားလူတိုင်းကဒီလိုပုံစံတုတ်စားရလို့ဆိုလိုတာတော့မဟုတ်ပါဘူး။ဒါမှတချို့တွေလည်းဒီလိုမျိုးပုံစံတုတ်စားတာရှိတယ်။တချို့တွေလည်းဒီတိုင်းမဟင်း ်ကားကိုဟင်းရည်နဲ့ပုံမှန်စားတာရှိရယ်အဲ Gristo ကတော့ Gristo မိသားစုရော Gristo ဒီတစ်မျိုးလုံးတစ်စိလုံးရောဒီလိုမျိုးပုံစံတုတ်စားရတာတိုက်နှစ်သက်ပါတယ်ရှင်မုဟင်းကားလေးစားလိုက်ဟင်းရည်ပူပူလေးတောက်လိုက်မုဟင်းကားလေးစားလိုက်ရွံ့လေးချမ်းလေးတောက်လိုက်နဲ့အရန်ကိုထိမိတော့ပါရှင် မြောင်မြောင်မုံဟင်းကားတွေကရန်ကုန်မှာဆိုရင်လည်းမြောင်မြောင်မုံဟင်းကားစိုင်နေအများကြီးရှိတာပေါ့နော်ဒါပေမဲ့ Grace အမြဲတမ်းအမြဲတမ်းစားနေကြတယ် Grace အကြိုက်ဆုံးမြောင်မြောင်မုံဟင်းကားစိုင်ရတော့ဒေါ်ချုံမုံဟင်းကားစိုင်မှာမုံဟင်းကားလို့ပြောနေပေမဲ့ Grace ကပြနေတာကညှက်ဖက်ပေါ့နော်မုံဟင်းကားဖက်နဲ့ညှက်ဖက်မှာဆို Grace ကညှက်ဖက်ကိုကြိုက်တဲ့သူမလို့အမြဲတမ်းအမြဲတမ်းညှက်ဖက်ကိုပဲစားပြစ်ပါတယ်ရှင်အလိုတုပ်စားလိုက်တော့ပိုကောင်းသွားလားဘလို့နေလဲ Grace ရေအရသာဘလို့လဲဆိုရင်တော့ Grace အတွက်ဆိုရင်တော့ပိုကောင်းပါတယ်ပိုကြိုက်ပါတယ်ငငယ်လေးတွေကဒီလိုစားရတာအရန်ကြိုက်ပါတယ်အရသာချင်းငန်းဆက်လေးရောနေထားတာ ဖြစ်လို့ချင်းငန်ဆန်းနဲ့ပယ်ပြုတ်ရဲ့အရာသာလေးပေါင်ပြီးတော့တိတိမိမိလေးအာဘယ်လိုပြောရမလဲစိမ့်စိမ့်လေးနဲ့ချင်းငန်ဆက်ပဲလေးသွားပါတယ်ရှင်။ညောင်မြောင်မုံဟင်းကလေးငါးပတ်နိုင်နိုင်ကျွတ်ဦးနိုင်နိုင်ငှက်ပြောပြီးနှုတ်နှုတ်လေးတွေပဲတုံးထားပေးတာဖြစ်လို့အရန်ကိုမှု့ကြိုင်ပြီးစားကောင်းတော့ပါရှင်။ဒါလေးကတော့မုံဟင်းကအခဲတုပ်လေးလှုပ်ထားတာပါ။အဲဒီလိုမျိုးရေကဲတက်တာထဲမှာခဲပြီးထည့်ထားမယ်ဆိုရင်3လကနေ6လအထိထားခံပါတယ်။အဲဒီတထုပ်မှာဆိုရင်တော့စားလို့ရတာ90တားပေါ့နော် အကယ်လို့အဲကြဲကြဲလေးချက်စားမယ်ဆို ရင်85ကျပ်သားလောက်ထိချက်စားလို့ရတယ်လို့သိရပါတယ်ရှင်။ဒါလေးတွေကတော့ဟိုးရင်ကလေးရရှိပြီးသားမဟင်းက6ဟင်းရေကြောက်ထုတ်ကလေးတွေပါ။နောင်မြတော်ချုံငန်းပြားကြီးလည်းရပါတယ်။ပြီးတော့ငရုတ်တိမှုန့်အနေနဲ့အကြမ်းမှုန့်အနုမှုန့်အကြက်မှုန့်တွေလည်းရတယ်လို့ကြာစံမရွေးတွေလည်းရတယ်။နောင်မြဒေတာအတွက်ပစ္စည်းတွေအကုန်ရပါတယ်ရှင်။ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။ Grace သွားခဲ့တဲ့ဆိုင်လေးကတော့နောင်မြတော်ချုံမဟင်းကပါ။လိပ်စာလေးကတော့ရန်ကုန်မြို့လမ်းမတော်မြို့နယ်72လမ်းအောက်ပလောက်မှာပဲဖြစ်ပါတယ်ရှင်။အားလုံးပဲတတား